အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါဒီလာမဲ့၄လပိုင်းအတွက်တက်တော့ကန်နမိတ်ကြောင့်ကြည့်ပေးမှာဖြစ်ပါတယ်အချစ်ရဲ့အိမ်တော်ရဲ့စီးပွားရေးငွေကြေးအလောက်ကိုင်းပညာရေးကဆိုဆုံးလင်းအောင်ကြည့်ပေးမှာဖြစ်ပါတယ်ဒီနေ့မှာတော့စနေသားပြင်အတွက်ပါပြီးရင်ဘီဝဲနောက်မှာကျွန်ရတရားလေးလေးပေးမယ်ဒီရတရားလောက်ထားမယ်ဆိုရင်ဒီ၄လပိုင်းမှာစနေသားရကန်ကောင်းချင်းတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့လက်ကြည့်ကြပါမယ်ခင်ဗျာ စနေတားရီနေနဲ့ဒီကာလမှာကံကောင်းနေလားကံဆိုးနေလားနှစ်ခွန်းနဲ့မေးရင်တော့ကောင်းအားက90လောက်ရှိတယ်ဆိုးအားကတတိထားရမှာ90လောက်ရှိပါတယ်ဘာလို့ရကောင်းနေတာလဲဘာလို့တတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်ငွေကြေးအောက်စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်တော့ငွေဝင်ကံတချို့တော့ရှိတယ်မထင်မှတ်တာငွေတွေရတာတွေဂျုံလို့ရတတ်တယ်ပြည့်စရမှာကအဝင်ငွေနဲ့ထွက်ငွေနဲ့လုံးဝမမျှနေတဲ့ကာလတခုဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာတွေ နော်စိတ်ဆင်းရဲတွေကြုံလို့ရတတ်တယ်ကိုယ့်အတွက်ကြောင့်မဟုတ်ဘဲသူများအတွက်ကြောင့်ကို့မှာပူပန်နေရတတ်တယ်ဒါကြောင့်မို့အာမခန္ဓာတွေလုံးဝမလုပ်တည်ပါဘူးချင်းငှားတာတွေလုံးဝမလုပ်တည်ပါဘူးအဲ့လိုလုပ်မိမယ်ဆိုရင်အကျုံးမပေးတဲ့ကာလတခုဖြစ်ပါတယ်မိတ်ဆွေကနေပတ်သက်မယ်ဆိုရင်တော့အကောင်းနဲ့ဆိုသွန်သွင်းနေတဲ့ကာလတခုဖြစ်တယ်ကောင်းတော်မိတ်ဆွေတွေကကို့အထောက်ပံ့ကူညီတွေပေးတယ်လို့ဆိုတော့မိတ်ဆွေတွေကကို့အခက်ခဲအကျက်တွေဖြစ်အောင်ကြောက်တဲ့ကိုတွန်းချတတ်ပါတယ်ဒါကြောင့်မိတ်ဆွေကနေပတ်သက်မယ်ဆိုရင်အကောင်းနဲ့ဆိုနဲ့သွန်သွင်းနေတဲ့ကာလတခုဖြစ်ပါတယ် ကောင်းတဲ့မိတ်ဆွေတွေကိုစိတ်ရင်းနဲ့ပေါင်းပြီးတော့မကောင်းတဲ့မိတ်ဆွေတွေကိုစိတ်ပေါင်းကိုခွာနဲ့ပေါင်းပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့အဟောင်းတွေကအတိတ်ကံဖြစ်တတ်ပါတယ်။အဆက်အသွယ်ပြည့်နေတဲ့သူတွေအဆက်အသွယ်မရဘဲနဲ့စိတ်ညစ်နေရတဲ့မိသားစုဝင်တွေတွေ့ကြဖို့နော်။စိတ်ညစ်နေရတဲ့သူတွေကိုယ့်ရဲ့မိသားစုတွေမှာတည်င်းတွေကြားရတတ်ပါတယ်။ဒါကြောင့်မိသားစုရင်းနဲ့ပတ်သက်ရင်တော့ခံကောင်းပါတယ်။ဒိထားရမှာတစ်ခုကအိမ်အောင်ရင်းနဲ့ပတ်သက်တာကိုယ့်ရဲ့အိမ်အောင်ရေးကံကအယံ့ညံ့တယ်မှာပါဟုတ်ကောင်းတယ်အဆင်ပြေတယ် ဒီဥစ္စာရမှာကနောက်တယောက်တယောက်မခံချင်းเนาะလုံးဝမပြောသေးဘူးစကားပြောဆိုလေးတတိထားနိုင်မယ်ဆိုရင်တော့ကြာပေါ့အဆင်ပြေမယ်တယောက်တယောက်ကမခံချင်းစိတ်နဲ့ဒါအယွက်တိုက်တာပြီးတယောက်တယောက်မာနထားနိုင်မယ်ဆိုရင်တော့အဆင်မပြေဘူးဒီလိုလာထဲမှာဒါကြောင့်တယောက်တယောက်နားလည်မှုပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအခြေအနေပတ်သက်ရင်အရန်ကောင်းနေလားလို့မေးရင်တော့အဲတချို့ကတော့ကောင်းတယ်ကောင်းတာကဘာလဲဆိုတော့အဆက်တွေပြက်နေတဲ့ချစ်တူတွေရှိရင်ကို့အဆက်ဖြတ်ထားတဲ့သူတွေပြန်လဲဆက်တွေလာတတ်တယ်ကို့ကိုပြန်ပြီးတော့ ဒါချစ်စကားတက်စကားတွေပြန်လဲဆိုတတ်တာပေါ့နော်အခြေအနေပတ်သက်မယ်ဆိုရင်တော့ကောင်းနေတာကကိုယ့်ရဲ့ကြီးစားဟောင်းချစ်သူဟောင်းတွေကပြန်လဲဆက်တွေ့တတ်တယ်ကိုကအတိတ်ရနေပြီဆိုရင်တော့ဒါ꽌ရှိတာပေါ့နော်ဟိုမှာလည်းဆက်တွေ့လာတယ်ဒီမှာလည်းဒါချစ်သူအတိတ်ရနေပြီဆိုရင်ဒါပြန်နာများတတ်ပါတယ်ဒီတစ်ချက်တော့နည်းနည်းမကောင်းပေါ့နော်နောက်တစ်ခုကကောင်းနေတာကကိုယ့်မှာလူမုံမများပါဘူးလူချစ်လူကင်ရှိတယ်ဒါပေမဲ့ကိုယ့်အနောက်ွယ်မကောင်းတော့ပညာတို့ပြန်တူစားနှောက်ဆက်တတ်ပါတယ်ဒီတစ်ချက်တော့ဒီဆိုင်ပါဒါ logic ပညာတွေနဲ့ ဖန်ဆားတက်ပါတယ်ယူဆိုင်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အထူးယူဆိုင်ပါခင်ဗျာ ရုပ်တရက်လေးကျမ်းမာရေးညံ့သွားတက်ပါတယ်ဂရုဆိုင်ရမှာကတော့ပြက်နာတွေချမှာကိုကဖြည့်စင်းရတက်တယ်အဲ့လိုဖြည့်စင်းနေရမှာကိုယ့်ရဲ့ကျမ်းမာရေးတွေကလည်းထိခိုက်လာတက်တယ်ဒါကြောင့်ကိုယ့်ရဲ့ကျမ်းမာရေးကိုကိုယ်ကယူဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ကျွန်တော်ဗီဒီယိုအနောက်မှာရည်ရည်ပေးထားမယ်ဒီရည်ရည်ကိုဖြည့်အောင်လုပ်ပေးပါဒီရည်ရည်ကိုလုပ်ပြီးမှပဲမိတ်ဆွေရဲ့ပညာရေးကိုဖြည့်ဆို့ပါအောင်လို့ကျွန်တော်အကြံပြုချင်ပါတယ်အဲ့လိုအင်တာဗျူးကလည်းဒီအတိုင်းပါပဲနည်းနည်းလေးအညံ့လေးတွေရှိနေပါတယ်အဆင်မပြေတွေဖြစ်တတ်ပါတယ်ဒါကြောင့်ကျွန်တော်ပြီးမှရည်ရည်ကိုတရားလုပ်ပြီးမှဖြည့်ဆို့ပါအောင်လို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအလုတ်ကံနေနဲ့ပတ်သက်မယ်ဆိုဒီချိန်ဒီကာလမှာအလုတ်တစ္ဆာတင်ချင်တာတွေအလုတ်ပြောင်းချင်တာတွေအလုတ်နဲ့ပတ်သက်ပြီးတော့တိုးချဲ့ခြင်းနဲ့စိတ်တွေတဖွာဖွာပေါ်လာတတ်ပါတယ်အဲ့ဒီစိတ်ကိုထိန်းချုပ်ပါ ီချိန်ဒီကာလကမိတ်ဆွေတို့အကောင့်နဲ့အချိန်ဟာမဟုတ်သေးပါဘူးအကျိုးမပေးတဲ့အခါဖြစ်ပါတယ်အလုတ်ကိုင်းမရှိလို့စာပုံရတူတွေကကြော်ပေးမရတဲ့အောင်တိကျလည်းလို့ပါသေချာပါမိတ်ဆွေရဲ့ကံတွေကောင်းလာပြီးတော့အလုတ်ကိုင်းတွေအဆင်ပြေလာမှာဖြစ်ပါတယ်အရန်ကောင်းနေတာတကူကကံနဲ့ပတ်သက်တာကံနဲ့ပတ်သက်ရင်တော့အရန်ကောင်းတယ်ကံနဲ့ပတ်သက်လို့လုံမယ်ဆိုရင်တော့သေချာပါအဆင်ပြေမှုတွေတွေ့ရှိတယ် ဘာနံပါတ်ကကန်ကောင်းနေတာလဲဆိုတော့တစ်တုံညကဏ္ဍတွေကအချိုးပေးပါတယ်ခင်ဗျာအပြာရောင်အဝါရောင်တွေကကိုယ့်ကိုအချိုးပေးပါတယ်ဒါကြောင့်မိတ်ဆွေတို့ကညံစီတို့အသုံးမျိုးလို့ရပါတယ်အဆောင်တွေနဲ့ဆောင်ထားလို့လည်းရပါတယ်ခင်ဗျာအထူးကူဆိုက်ရမှာကနော်စနေတိုင်းပြီးတော့ဒီချိန်ဒီကာလမှာရက်ဝေးထွက်တာတွေခရီးထွက်တာတွေအလဲပက်သွားတာတွေလုံးဝမသွားသင့်ပါဘူးလမ်းခီးမှာခက်ခဲအကျက်တွေဖြစ်တတ်ပါတယ်ခင်ဗျာ ကဲကျောင်းရေရာလေးပြေးမယ်ဒီရေရာကိုဖြစ်အောင် လုပ်ပြပါခင်ဗျာဒီရေရာကိုလှုပ်လိုက်ခြင်းအဖြစ်မိတ်ဆွေတို့ဒီလေးလာပိုင်းကြုံတွေ့နေခက်ခဲအခြေအနေတွေပြေပြောက်သွားမှာဖြစ်ပါတယ်ရေရာကကျွန်တော်နှစ်မျိုးပြေးမှရပါမယ်ခင်ဗျာဘာကြောင့်လဲဆိုတော့စနေသားမျိုးတွေဒီလေးလာပိုင်းမှာတော်တော်လေးညံ့နေလို့ပါဒီရေရာကိုဖြစ်အောင်လုပ်ပြပါရေရာကအရန်လိုကူပါတယ်လှုပ်ရမှာအကောင်းချေရေရာနဲ့အဆိုးချေရေရာနှစ်ခုဖြစ်ပါတယ်အဆိုးချေရေရာအတွက်တော့ကျွန်တော်တပြေရွက်တပြေညို့ကိုရှာထားပေးပါ အကောင့်ကြီးရတဲ့အတွက်တော့ကျွန်တော်အုံဒီနဲ့လှုပ်ထားတဲ့မဟုတ်အုံရီတစ်ခွက်ကိုရအောင်ရှာတာပါအဲ့ဒါနှစ်ခုရလာပြီဆိုရင်ကျွန်တော်မနက်ပိုင်း၉နာရီရောက်တဲ့ခါကျစနေနေ့မနက်၉နာရီ၄၀မိနစ်တိတိမှာတပြေညွတ်ကိုဖျားကျောင်းစီမှာချမယ်အဲ့ဒါကိုတက်နေပြီးတော့အုံဒီနဲ့လှုပ်ထားတဲ့မဟုတ်အုံရီကိုဖျားကိုကတ်လို့မယ်ဖျားနဲ့၄-၅တောင်กว่าမှာသွားမချနဲ့အဲ့ဒါဆိုမိတ်ဆွေကိုကတ်လို့လို့မမိဘူးကျွန်တော်ဖြစ်ချင်တာကဖျားကျောင်းစီမှာချမယ်ခဏဝါကျော်ပြောတယ်တပြေရွက်တပြေညို့ကို နော်ခြေထောက်နဲ့ချနင်းပြီးတော့ကက်လူမှာမိတ်ဆွေတို့မမှီမကန်းနဲ့တော့တမလုံနေပေါ့နော်ကိုမှီလောက်နေရာမှာချလိုက်ပါပြီးွားရင်တပြေညို့တပြေရွက်ကိုနင်းပြီးတော့အုံဒီနဲ့လှုပ်ထားတဲ့မုံအုံရီကိုဖះမှာကက်လူပါအဲ့ဒီအကောင်းချီရဲ့တရားအဆိုးချီရဲ့တရားအကောင်းချီတာကကျွန်တော် အုံဒီနဲ့လှုပ်ထားတဲ့မုံကဖះအောင်ကက်လူတာအကောင်းချီတာအဆိုးချီတာကတပြေရွက်တပြေညို့ပေါ့နော်အဲ့ဒါတောက်ကြနံကိုကျွန်တော်နင်းချီဖြည့်စီးတာအဲ့ဒီအဆိုးချီရဲ့တရားနဲ့အကောင်းချီရဲ့တရားပြုတ်လုပ်ခြင်းအပြင်ဒီလေးလပိုင်းမှာမိတ်ဆွေကြုံတွေ့နေတဲ့အိမ်တော်ရေးတွေစီးပွားရေးတွေ ကျမ်းမာရေးတွေဟုတ်လားပြီးတော့အချစ်ရေးတွေအားလုံးပြပြောက်သွားမှာဖြစ်ပါတယ်ဒီရက်တရအောင်ပြအောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအခုလိုမျိုးမအားတဲ့ကြားကနေကျောဗီယိုကိုအစကနေဆုံးလိုက်ကြည့်ပေးတဲ့အတွက်ဒါတယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျောမေဆွေတွေနှစ်အစကနေဆုံးကောင်းတဲ့နမိတ်ကောင်းတဲ့တဲကောင်းတဲ့ငွေချေနဲ့ပြည့်စုံပြီးအခုကြုံတွေ့နေတဲ့သဘောဝဘေးအန္တရာယ်နေတဲ့အမြန်ဆုံးကင်းလို့ကြပါစေခင်ဗျာဗီယိုလေးအဆုံးမသက်ခင်မှာအခုညတခုကျွန်တော်တောင်းချင်ပါတယ်ဒီဗီယိုမြင်တာနဲ့ဝေမျှခြင်းရှယ်ခြင်းပြုလုပ်ယူလိုက်ပါခင်ဗျာ ဒါမှပဲကိုယ့်လိုမျိုးပဲအခက်အခဲအကျက်တွေဖြစ်နေသူတွေမြင်တွေ့ရအောင်လို့ပါခင်ဗျာလောလောဆယ်ကြော်ဗီယိုတွေတင်တာကိုခဏလောက်နားကျင်နေတယ်ဘာကြောင့်လဲဆိုတော့မြန်မာပြည်မှာကြုံတွေ့နေတဲ့သဘာဝ BA တွေကြောင့်ပေါ့နော်ဒါစိတ်ကလည်းမကြည့်ဘူးစိတ်ခံစားမှုလေးတွေဖြစ်နေတာပေါ့နော်ဒါကြောင့်ဘာမှလှုပ်ချင်ကန်ကျင်စိတ်မရှိဘူးပဲနဲ့ဒါဟိုတော့ကများနေကာလာတခုဖြစ်တဲ့ကြောင့်မို့တစ်ချက်လေးကျွန်တော်နားထားပေးပါမယ်ပြီးွားရင်ကျွန်တော်မှဘေးရင်တက်ကျင်တယ် အဲဇာတာတွေစစ်ချင်တယ်ပေါ့နော်အနောက်ဆက်တွေစစ်ချင်တယ်ဆိုရင်တော့လည်းဆက်သွဲလာပါကျွန်တော်အဲ့ဒါတွေတော့လုပ်မယ်ဒါပေမဲ့ဘီယိုတင်တဲ့ကိစ္စတွေတော့ကျွန်တော်ခဏနားချင်သေးသေးကြောင့်မို့နားထားပါဦးမယ်ခင်ဗျာကြောက်မစွေတွေပျော်စွင်တော့မီတာစပေါ်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ